အခုနောက်ပိုင်းမှာဒေါ်စန်းထွကြီးတို့မြေကျွတ်လိုက်ဒီမိုကရေစီအိုင်ကွန်ဆိုတာတဲ့ပန်းတပွင့်နဲ့အကျဉ်းတန်တိုင်းတွေပဲမျက်စီတည်းမြင်အောင်လာတဲ့အထီးကိုပဲအနောင်ဖွဲ့ရဲ့တင်္ကြတဖြစ်နေပါတယ်နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ဟာ2025ခုနှစ်ဇွန်လ19ရက်နေ့မှာအသက်80ပြည့်ပြီဖြစ်ပါတယ် ဒါပေမဲ့မွေးနေ့ရှင်ဟာ2021အာနာသိန်းချိန်တွေကစစ်အာနာရှင်တွေရဲ့အာဓမ္မဖန်ဆီးချုံနှောင်ခြင်းကိုခံထားရပါတယ်။ဒါကြောင့်လူလူကောင်းဆောင်ဟာသူ့ရဲ့80ပြည့်မွေးနေ့ကိုလည်းအကျဉ်းအောင်ခန်းခြင်းထဲမှာပဲဖြတ်တန်းရလိမ့်မယ်လို့ယူဆရပါတယ်။စစ်ကောင်းဆောင်တွေဟာမြန်မာပြည်သူတွေနဲ့နိုင်ငံတကာကိုဩဇာတရားမှုရှိနေစေဖြစ်တဲ့ဒေါန်ဆန်းစုကြည်ကိုကဘာကြီးနဲ့အဆက်အသွယ်ဖြတ်တောက်ထားပါတယ်။ဖန်ဆီးပြီးတဲ့နောက်ပိုင်းတရားရုံးရုံးကြီးမှာနိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့အတူမြင်တွေ့လိုက်ရတဲ့မှတ်တမ်းတစ်ခုကလွဲပြီး လက်ရှိအချိန်ထိဘယ်နေရာမှာဘလို့ချုံနှောင်ထားတယ်ဆိုတာကိုမြန်မာပြည်သူတွေနဲ့နိုင်ငံတကာကသိခွင့်မရကြပါဘူးအများစုကတော့ဒေါန်ဆန်းစုကြည်ကိုလွတ်မြောက်လာစေချင်ကြသလိုအသက်80ဖြစ်နေပြီဖြစ်တဲ့သူ့ရဲ့ကျန်းမာရေးပေါ်စိုးရိမ်နေကြတာကိုလည်းတွေ့ရပါတယ်တချစ်တဲ့ပြည်သူနဲ့မတွေ့ရဘူးတချစ်တဲ့ရဲဘော်ရဲဘက်တွေကမတွေ့ရဘူးတတိယအထဲပဲသူ့ကိုထိကျန်သွားတဲ့သူဖြတ်တန်းနေရတယ်နော်အဲ့တော့သူစိတ်တပိုင်းဆိုင်ရာလဲဘလောက်ပဲမာကြောတဲ့သူပဲဖြစ်ဖြစ်ပေါ့နော်စိတ်တပိုင်းဆိုင်ရာလဲသူ မပြိုလဲဘူးဆိုတော့ကျွန်တော်တို့နားလဲတယ်ဒါပေမဲ့အနေငယ်တော့စိတ်တက်တော့အဲနည်းနည်းတော့ကြာမယ်လို့ကျွန်တော်ထင်တယ်ရုပ်ပိုင်းဆိုင်ရာကတော့ကျွန်တော်ဆိုရပြောလို့ပေါ့နော်အဲ့ရွယ်လာဖြစ်တော်တော်လေးကြီးရလာပြီဖြစ်တဲ့အတွက်ပြီးတော့ကျကျုပ်ကာလမှာတော့မှပဲကျွန်တော်တို့လမ်းဆင်းလျှောက်လို့ရတယ်ပေါ့နော်ကျွန်တော် channel မှာလမ်းတွေမှာဆင်းလျှောက်လို့ရတယ်အခုဒီကာလမှာသူဘယ်လိုနေရလဲပေါ့နော်အဲ့တော့သူကျမ်းမာရေးအတွက်သူဘာတွေလိုက်စားလို့ရမှာပေါ့နော်လမ်းတော့ကောင်းကောင်းလျှောက်လျှောက်လို့ရရတယ်ပေါ့နော်ဒီအဲ့ရွယ်ဒီလောက်အုံမင်းနေတယ် မျိုးသမီးတယောက်ကိုဒီလိုမျိုးထားရတာဆိုတော့အဲ့ဒါကတော့ကျွန်တော်တို့စိုးရိမ်နေပါတော့။ဘူဂျောင်းဆိုင်ရဲ့သမီးဖြစ်တဲ့ဒေါန်ဆန်းစုကြည်ဟာ1988လူမှုရေးတော်ပုံနဲ့အတူလူမှုကောင်းဆောင်ဖြစ်သတ်မှတ်ခြင်းခံခဲ့ရပေမဲ့အာနာရှင်စစ်ဘိုလ်ချုပ်တွေအတွက်တော့အဓိကပြစ်မှတ်ရန်သူဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။1958နောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ဗိုလ်ချုပ်နေဝင်စစ်အာဏာသိမ်းမှုနဲ့အတူစစ်အာဏာရှင်စနစ်အောက်ကြားရောက်ခဲ့ရတဲ့မြန်မာနိုင်ငံအတွက်ဒေါ်ဆန်းစုကြည်ကစစ်အာဏာရှင်စနစ်ကိုဖြုတ်ချပြီးဒီမိုကရေစီကိုယူဆောင်ပေးမဲ့ပုဂ္ဂိုလ်ဖြစ်ပြည်သူတွေနဲ့နိုင်ငံတကာအသိုက်အဝန်းကြားမှာယုံကြည်ခဲ့ကြပါတယ်။စုနိုင်မှကျန်းသာမည်စုနိုင်မှကြီးပွားမည်စုနိုင်မှတိုးတက်မည်စုနိုင်မှငြိမ်းချမ်းသာမည်ယုံကြည်ကြည်စစ်ဘုတ်ချုပ်ကြီးတွေကတော့ဒေါ်ဆန်းစုကြည်ကိုမျက်မုံးကျိုးခဲ့ပြီး မြန်မာနိုင်ငံကြီးမှာပေါဝင်ပတ်သက်မှုရှိအောင်တက္ကသိုလ်ရိပ်သာလန်ခြံမှတ်54နေမှာအချိန်ကြာမြင့်စွာနေအကျယ်ကျုပ်ဖြစ်ဖန်ဆီးချုပ်နှောင်ထားခဲ့ပြီးပြည်သူလူထုနဲ့အဆက်အသွယ်ဖြတ်တောက်ထားခဲ့တာဖြစ်ပါတယ်1989ခုနှစ်ကနေ2012ခုနှစ်အထိနှစ်ပေါင်း20ကျော်ကာလအတွင်းမှာနိုင်ငံတော်ညင်ဝစ်ပြည်ပြမှုတိဆောက်ရေးအဖွဲ့နာဝတာနိုင်ငံတော်အေးချမ်းတာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီနာအဖနဲ့ဦးသိန်းစိန်အစိုးရလက်ထက်အထိဒေါန်စန်းစုကြည်နေအကျယ်ကျုပ်အကြခံခဲ့ရတာဟာ15နှစ်ကျော်ကြာမြင့်ခဲ့ပါတယ် ။ဒါအပြင်ဒီနှစ်20ကျော်ကာလအတွင်းမှာစစ်ဘုတ်တုတ်ကြီးတွေအနေနဲ့ဒေါန်ဆန်းစုကြည်ကိုလှုပ်ကြံတက်ဖြတ်ဖို့အထိကြိုးစားကြံစီခဲ့ကြဘူးတာတွေလည်းရှိပါတယ်။အင်းဟောဘယ်လိုပြောရမလဲဘယ်လိုပေါ့။ဒေါန်ဆန်းစုကြည်ကသူ့ဘော်မှာအာဂါလာမှာပထားရတယ်။သူတို့ကဘာဖြစ်လို့ထားလဲကိုလည်းစဉ်းစားလို့တော့မရအောင်။ဘာကြောင့်လဲဆိုတော့ဒေါန်ဆန်းစုကြည်ကဒီသူ့ဘုံနဲ့ကလည်းပြောရတကယ်တရားညီကတော့ဒီလူမသိရစစ်သားရနေမှုလားအဲ့။ အဲ့တော့သူကတနေ့တနေ့နေ့နေ့ဗနီမာရီကသူမျက်စိကပဲစစ်သားလေးပဲမြင်ဘူးလေသူထိန်းတာလေစစ်သားလေးကထိန်းတာဟိုအဲ့သူစစ်သားနဲ့ပတ်သက်လာရဲ့သူကအမေရိကန်ဟောင်းတည်းရှိပိုင်ပရမီတာမလို့ဆိုတော့တကယ်ပြောတာကသူကစစ်စုနှစ်တစုကျော်ကြာဒေါန်ဆန်းစုကြည်ဟာအင်းရကံဘေးကခြံမှတ်54မှာ နေအကျယ်ကျုပ်ကြားခံခဲ့ရပေမဲ့ပြင်ပကဘာနဲ့အဆက်အသွယ်လုံးဝပြတ်တောက်သွားတာမျိုးမရှိခဲ့ပါဘူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပါတီလူငယ်တွေဒေါ်ဆန်းစုကြည်ရဲ့အနီးကပ်ပြုစုစောင့်ရှောက်ပေးသူတွေနိုင်ငံတကာတန်တမန်တွေနဲ့အဖွဲ့အစည်းချုပ်ဝင်ထွက်သွားလာနိုင်ခဲ့တာတွေရှိတာကြောင့်ဒေါ်ဆန်းစုကြည်ရဲ့နေအကျယ်ကျုပ်ကာလအခြေအနေတွေကိုသိရှိခွင့်ရခဲ့ကြပါတယ်2021ခုနှစ်အာနာသိန်းချိန်မှာတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ယာရုရှိနေတဲ့ဒေါ်ဆန်းစုကြည်ကိုရာဇဝတ်အကျဉ်းသားလို့ပုံဖော်ပြီး လူမသိသူမသိနေရာတစ်ခုမှာနှစ်ပေါင်း20ကျော်ထောင်တန်းချမှတ်ပြီးအဆက်အသွယ်တွေဖျက်တောက်ထားတဲ့အခြေအနေဖြစ်ပါတယ်။1990ရွေးကောက်ပွဲ2012ဂျာပြည့်ရွေးကောက်ပွဲနဲ့2015ရွေးကောက်ပွဲတွေမှာ တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီးဒေါန်ဆန်းစုကြည်မှာလူလူထောက်ခံမှုဘလောက်ရှိလဲဆိုတာဝေချုံမှုကြီးမေးအောင်လိုင်းအပါဝင်စစ်ဘိုလ်ချုပ်တွေအထင်ရှားသိရှိခဲ့ကြပြီးဖြစ်ပါတယ်။နှစ်ပေါင်း30ကျော်အတွင်းကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေမှာဒေါန်ဆန်းစုကြည်ရဲ့ NLD ပါတီမပါဝင်တဲ့2010ရွေးကောက်ပွဲတစ်ခုပဲ စစ်တပ်ကြောထောက်နောက်ခံပေးထားတဲ့ပြည်တော်စုတန့်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။2020ရွေးကောက်ပွဲမှာလည်းတောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပေမဲ့ဗိုလ်ချုပ်မူကြီးမဲအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ဟာလူမှုကောင်းဆောင်ကိုမဲမတမာမှုနဲ့ဆွတ်ဆွဲပြီးနိုင်ငံရေးကုန်သိက္ခာချခဲ့တယ်လို့အာဂရီလိုက်စားမှုအပါအဝင်အခြားဥပဒေတွေနဲ့တရားစွဲပြီးပုဂ္ဂိုလ်ရေးကုန်သိက္ခာကိုကြာဆင်းအောင်လုပ်ခဲ့တာဖြစ်ပါတယ်။တခုမှကျွန်တော်ပြောမယ်ဆိုရင်တော့မဲအောင်လှိုင်ကအမတန်မှောက် ဟိုအာဂရကြီးတော့ဗျာကောက်ချစ်ဆင်းလဲပြီးတော့အမတမောက်တော်ဆန်းစုကြီးမနာလိုဝန်တို့မှုကြီးရတဲ့ကြောင့်ပေါ့လို့ဒီလိုမျိုးဟိုဥပဒေမျိုးနော်ဟိုလောက်တယ်လို့ကျွန်တော်မြင်တယ်ဘာဖြစ်လို့ဆိုတော့လူမှုကောင်းကောင်းကိုဒီကျွန်တော်လည်းတော့တော့တင်မကောက်ဘူးနော်ဟိုကဘာနပြမှာရှိတယ်အင်္ဂလိပ်ကောင်းဆောင်ဒီကိုနိုင်ကတလေးတစားနဲ့စောစောကိုအဲ့ဆူချီနဲ့ထောက်ခံမှုရှိနေတဲ့အတွက်ကြောင့်မလို့ဒီ ီဒီလူတွေထောက်ခံမှုရနေတဲ့တော်ဝန်ဆန်းစစ်ကြီးကိုဒီလူထောက်ခံမှုကိုမရရှိတဲ့ဒါကျဆက်မင်းအောင်လည်းဒါမနာလူပေါ့နော် မရှိစိတ်နေနဲ့ဒီလူဆောင်ရတာပေါ့စကောင်းဆောင်မင်းအောင်လည်းတရားကံလိုဖန်းစီချုံတော်ချင်းခံထားရတဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ဖို့အတွက် ပြည်သူတွေအနေနဲ့ຫນွေဦးတော်လှန်ရေးနဲ့အတူနီလန်ပေါင်းစုံနဲ့စူးစမ်းနေကြသလိုသူ့ရဲ့မွေးနေ့မှာလည်းသူအမြန်ဆုံးလွတ်မြောက်ဖို့ကျမ်းမာအသက်ရှင်နိုင်ဖို့နှစ်စဉ်ဆုတောင်းပေးနေကြပါတယ်။အခုအသက်80ပြည့်မွေးနေ့မှာတော့လူထုကောင်းဆောင်ရဲ့သားငယ်ကင်အရစ်ဦးဆောင်ပြီးကမ္ဘာတစ်ဝှမ်းမှာရှိတဲ့မြန်မာဒီမိုကရေစီရေးလှုပ်ရှားတဲ့ပြည်သူလူထုတွေအမှုပညာရှင်တွေကဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းဗီဒီယို8000ပြည့်အောင်လှုပ်ဆောင်ပြီးဂင်းနစ်စံချိန်တင်နိုင်ဖို့စူးစမ်းနေကြတာလည်းဖြစ်ပါတယ်။ ဒါကိုပဲစစ်အာဏာရှင်တွေနဲ့သူတို့အတိုင်းဝိုင်းအတွက်မနာလိုကြခံပင်းစရာဖြစ်လို့နေပါတယ်။သူတို့မတရားချုပ်နှောင်ထားလေလေပြည်သူတွေကပိုတန်းတလေပိုပြီးလေးသားမျက်နှိုးလေးတွေဖြစ်ကြဖြစ်နေပါတယ်။အခုနောက်ပိုင်းမှာဒေါ်စန်းထွကြီးတို့မြည်ရွတ်လိုက်ဒီမိုကရေစီအိုင်ကွန်ဆိုတာတဲ့ပန်းတပွင့်နဲ့အကျဉ်းတန်တိုင်းတွေပဲမျက်စီတည်းမြင်အောင်လာတဲ့အထိကိုပဲအနောက်အဖွဲ့ရဲ့တင်ကြတာ ဖြစ်နေပါတယ်။ စစ်ဘုတ်ချုပ်ကြီးတွေအနေနဲ့ခေတ်ဆက်ဆက်မှာအာဒာနီကောင်းဆောင်ဘုတ်ချုပ်အောင်ဆန်းရဲ့ပုံရိပ်ကိုမှေးမြင်အောင်ပြုလုပ်ခဲ့သလိုလက်ရှိမှာလည်းသူ့ရဲ့တမီးဖြစ်သူလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကိုမှေးမြင်အောင်ပြုလုပ်နေကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့လေးနှစ်အတွင်းဒေါအောင်ဆန်းစုကြည်မွေးနေ့အတွက်ပန်းသဘိတ်လှုပ်ရှားမှုအင်ဂျီနီယံဝစ်စင်နဲ့လှုပ်ရှားမှုတွေနဲ့လူမှုကွန်ရက်ဆာမျက်နှာပေါ်ကလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့တီတူတွေကိုဖန်ဆီးထောင်ချတာတွေပြုလုပ်ပြီးဒေါအောင်ဆန်းစုကြည်ရဲ့ပုံရိပ်လူလူကြားတဲ့ပေါ်မလာတော့အောင်ဒေါအောင်ဆန်းစုကြည်ကို မထောက်ခံရဲအောင်အကွက်ကြကြလှုပ်ဆောင်ခဲ့ပါတယ်စစ်တပ်ရဲ့ဖမ်းဆီးထောင်ချမှုတွေကြားထဲကပဲပြည်သူတွေကနှစ်စဉ်လူမှုကောင်းဆောင်ရဲ့မွေးနေ့မှာကျမ်းမာအသက်ရှင်စေကြောင်းဆုတောင်းပေးနေကြပြီးအမြန်ဆုံးလွတ်မြောက်လာပြီးတော့နိုင်ငံဥဆောင်မှုအခမ်းအနားမှာပြန်တွေ့မြင်ရဖို့မျှော်လင့်နေကြတာလည်းဖြစ်ပါတယ်ခင်ဗျာသောဆန်းသူကြီးကိုအခုပဲအခုကြမှာပိုးပြီးတပြေးရတဲ့စိန်ကလေးတွေးရင်းတွေးနေ 就比如鲁鲁阿多伊这里，古古的早上都几个阿国王伯，阿多诺麦卢奇尔啊，阿卢奇尔多阿达，阿古拉伯国，古比尔冈达安的森林里那，随便跑跑的飞机，阿坡斯里阿古蒂安那里，佛卢麦冈达，阿那先阿麦冈达冈土拉那个布尔翁斯堡。每次我家妈妈是穿喇叭的，在亚洲是巴黎，你穿哪件马面装，露件马子。 မြင်မြင်လုံးမြောက်ပါစီအမေစုရှိမှတိုင်းလူပြည်သားတွေချမ်းသာမှာအမေစုရမှငါတို့ချမ်းသာမိသားစုစားစီမိဆက်ချမ်းသာမှာဆိုတော့တည်ပြီးသားအမေစုကရအသက်ရကြောင့်ရှေးကိုရှင်မှာ